င်္ဂလာပါမေနဲ့ database ကမေပါရှင့်မေဟိုပေါ်တော့အမေးအများဆုံးမေးခွန်းတွေကနောက်တစ်ခုဖြစ်တယ် LGBT တွေကဂျပန်သွားပြီးအလုံးလုံးလို့ရလားဆိုရဲမေးခွန်းပေါ့နော် LGBT တွေလည်းဂျပန်သွားလို့ရပါတယ်ရှင့်ဂျပန်သွားလို့ရတဲ့အပြင်ကိုမှပေါ့နော်မေတို့အလုပ်ထဲမှာတော့ LGBT တွေရှိရဲပေါ့နော်ပြီးတော့ကျတော့မြန်မာတွေထဲမှာပဲရှိရလားဆိုတော့လည်းမဟုတ်ဘူးဂျပန်တွေထဲမှာတော့မှပဲအဲ့လိုလူမျိုးတွေရှိရဲ မေရိုးလောက်ထဲမှာလုံနေတဲ့သူတွေထဲမှာလည်း LGBT တွေရှိပါတယ်မေရိုးနဲ့အတူတူသင်တန်းတက်ပြီးသွားတဲ့နေရာမှာလည်း LGBT တွေပါပါတယ်ရှင့်နော်သွားလို့ရပါတယ်အရင်ဆုံးကပေါ့နော်အရင်ဆုံးကတိတ်မခေါ်ရတာတခုကကြတော့ဒီ LGBT ကိုသူတို့ကလက်ခံပြီးခေါ်လိုက်တဲ့ပုံမှာဟိုဘက်လည်းရောက်ကုန်ပေါ့နော် LGBT တယောက်ကနေပြီးတော့ဒီ Tom Wine ပေါ့နော် Tom Wine တယောက်ကနေပြီးတော့ဒီဂျပန်မာလီတယောက်ကိုအသေးအံလိုက်ကြိုက်တာပေါ့နော်ကြိုက်ပြီးတော့အဲ ိုင်းနှောက်ရှက်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့ဟိုဘက်ကမကြိုက်ဘူးကျွန်တော်ကလည်းမကြိုက်တော့သူကအရင်တန်းကြိုက်ပြီးတော့အတင်းအကျပ်ကြီးလိုက်နှောက်ရှက်တဲ့အပေါ်မှာပေါ့နော်ဒီ LGBT တွေကိုမခေါ်ရတော့ဘူးဆိုပြီးတော့တိတ်မခေါ်ကြတော့တိတ်မရွေးကြတော့ဘူးဆိုပြီးတော့အရင်လုံးကတော့ဖြစ်ဖို့ပဲမြဲအခုနောက်ပိုင်းမှာတော့အဲ့လိုမျိုးမရှိတော့ပါဘူးဘာလို့လဲဆိုလို့ရှင်အဓိကအမိအကြံပေးချင်တာ ਨੇ အဓိကတတိထားရမယ့်အချက်ကတော့နှစ်ဦးသဘောတူတယောက်နဲ့တယောက်စိုက်တယ်ဆိုရင်တော့ကိစ္စမရှိဘူးဒါပေမဲ့အတင်းအကျပ်တော့သွားပြီးတော့ တစ်ဖက်သားတော့မလုပ်ပါနဲ့ဥပမာကိုနဲ့တူတူတတုတ်ခဲသွားတယ်မြန်မာတဲကပဲဖြစ်ဖြစ်ဂျပန်တဲကပဲဖြစ်ဖြစ်ယောက်ျားလေးတော်လကောင်မိန်းကလေးတော်လကောင်အတင်းအကျပ်ကြီးလိုက်ပြီးတော့နှောက်ရတာမျိုးတို့နော်အဲ့လိုမျိုးသူတို့အလိုမတူရာကြီးကိုအတင်းအကျပ်လိုက်ပြီးနှောက်ရတာမျိုးတို့အတင်းအကျပ်လိုက်ပြီးစကားပြောတာမျိုးတို့အတင်းအကျပ်လိုက်လုပ်တာမျိုးတို့အဲ့လိုမျိုးတော့မလုပ်စေချင်ဘူးဒါအထူးသတိထားစရာအချက်အနေနဲ့မိကအကြံပေးရဖြစ်ပါတယ်အဲ့လိုမျိုးတော့မလုပ်ပါနဲ့သူများမကြိုက်တာကြီးကိုအတင်းအကျပ်ကြီးတွားရင်းမလုပ်ပါနဲ့ ကိုကအတင်းချက်ကြီးတော့လုပ်တယ်ဆိုလို့ရှိရင်ဥပမာကိုရဲ့အလုပ်ကအတို့တွေကဒီလိုလုပ်လို့မဟုတ်လို့တို့ကိုမခေါ်ရဲတော့ဘူးဆိုတာမျိုးဖြစ်သွားတယ်ဆိုလို့ရှိရင်နောက်သွားချင်တဲ့သူတွေအတွက်ကိုပေါ့နော်အခွင့်အရေးနဲ့သွားနိုင်တယ်အဲ့တော့ကျတော့ကိုကနေပြီးစပြီးတော့တစ်ဖက်သားပေါ်အဲ့လိုသွားမလုပ်ပါနဲ့နှစ်ဦးသဘောတူတယောက်နဲ့တယောက်အဆင်ပြေရဆိုရင်ကြပါတယ်ဒါပေမဲ့လို့အတင်းအချက်ကြီးရောသွားမလုပ်ပါနဲ့အဲ့ဒီဟာလေးတစ်ခုကိုတော့အန်တတိထားစရာအနေနဲ့ဒီဘက်ကနေပြီးတော့ပြောချင်ပါတယ်ပေါ့နော်အကြံပေးချင်ပါတယ်နော်ဘာလို့လဲဆိုရင် အတင်းချက်ကြီးသွားလုပ်တယ်ဆိုလို့ရှင်တစ်ဖက်ကမကြိုက်လို့တိုင်လိုက်တယ်ဆိုလို့ရှင်ကိုဝဲမျက်နှာပြရတယ်ကိုဝဲနဲ့နာတယ်နောက်လာမယ်ဒီ LGBT အတိုင်းဝန်အတွက်ကိုလည်းနစ်နာတယ်အဲ့တော့ကြတော့အတင်းချက်ကြီးကိုဘက်ကလည်းမလုပ်ပါနဲ့တကယ်လို့များနှစ်ဦးသဘောတူကိုလည်းသဘောကျတယ်သူလည်းသဘောကျတယ်ဆိုလို့ရှင်တော့ကိစ္စမရှိပါဘူးနော်အတင်းချက်ကိစ္စမျိုးတွေတော့တော့မလုပ်ပါနဲ့ဘာလို့လဲဆိုရင်အတိုင်းခံရရင်ကိုအတွက်လည်းနစ်နာတယ်ကွာနောက်လာမဲ့သူတွေအတွက်ကိုလည်းကိုလက်ခံပြီးတော့ခေါ်လိုက်တဲ့ပုံမှာသူကအတင်းအကျပ်ကြီးလုပ်တဲ့ပုံမှာအဲ ဒီလိုဖြစ်သွားတယ်ဆိုတဲ့ပုံမှာနောက်ထပ်ဒီ LGBT ကိုမခေါ်ရဲတော့ဘူးဆိုတဲ့ပုံစံမျိုးဖြစ်သွားမှာကိုစိုးရိမ်တာမေရနော်အဲ့လိုမျိုးဖြစ်သွားတဲ့အလုံမျိုးတွေလည်းရှိတယ်အဲ့တော့ကြတော့အဲ့ဒီလိုမျိုးတော့မလုပ်ပါနဲ့နော်အဲ့ဒီဟာလေးအဲ့ဒီအချက်ကလေးတခုတော့တတိထားစေချင်ပါတယ်အခုရောက်နေတဲ့သူတွေလည်းရှင်းမယ်ပေါ့နော်ရောက်နေ LGBT တွေမှာလည်းအခုရောက်နေတဲ့သူတွေအများကြီးရှိပါတယ် LGBT တွေသွားလို့ရပါတယ်နော်သွားလို့မရဘူးဆိုတာမရှိပါဘူးသွားလို့ရပါတယ်မေတို့အလုပ်ပေါ့နော်မေအရင်လုပ်ခဲ့တဲ့အလုပ်မှာတော့မှပဲ ဒီလုံနေတဲ့ LGBT ရေးရှိရေပေါ့နော်ဂျပန်ထဲမှာလည်းရှိရေမြန်မာထဲမှာလည်းရှိရေပေါ့နော်မေရိုးနဲ့တူတူသွားတဲ့အဖွဲ့တွေထဲမှာလည်း LGBT ရေးပါပါတယ်ရှင့်နော်သွားလို့မရဘူးဆိုတာလုံးဝမဟုတ်ပါဘူးသွားလို့ရပါတယ်ရောက်နေကြတဲ့သူတွေလည်းအများကြီးရှိနေပါပြီပေါ့နော်အဲ့တော့သွားလို့မရဘူးဆိုတာလုံးဝမဟုတ်ပါဘူးတခုပဲမေတ္တိပေးချင်တာတခုပဲတတိထားစေချင်တာကနှစ်ဦးသဘောတူမဟုတ်ရင်အတင်းချက်မလုပ်ပါနဲ့။ဘာလို့ရောဆိုရင်တစ်ဖက်ကမကြိုက်လို့တိုက်နေဆိုလို့ရှင်ကိုကိုရိုင်းလဲနင့်နာသလို နောက်လာမဲ့ LGBT တွေအတွက်ကိုလည်းနှိမ့်နာနိုင်တယ်နော်နှိမ့်နာသွားနိုင်တယ်အဲသူတို့တွေကိုမခေါ်တော့ဘူးဆိုတာမျိုးဖြစ်သွားနိုင်တယ်နော်အဲ့ဒါလေးတစ်ခုကိုတော့တတိထားပေးပါနော်အဲ့ဒီအချက်ကလေးတစ်ခုကိုတော့မေးတတိထားစေချင်ပါတယ်တခြားဟာတွေကတော့အကုန်လုံးအဆင်ပြေပါတယ်ရှင့်အခုလုံနေကြပါတယ်အလုံးလုံးနဲ့လူတွေလည်းအများကြီးရှိပါတယ်သွားနေတဲ့သူတွေလည်းအများကြီးရှိပါတယ်ရှင့် เนาะမခေါ်ဘူးဆိုတာလုံးဝမဟုတ်ပါဘူးเนาะတချို့အလုံရှင်တွေကတော့ဗောနော LGBT တွေနဲ့ပတ်သက်ပြီးလက်မခံဘူးမခေါ်ဘူးအဲ့လိုအလုံရှင်မျိုးတွေလည်းရှိတယ်အဲ့လိုအလုံမျိုးဆိုရင်တော့ဝင်မဖြစ်နဲ့နေပြောချင်တာတိလားအလုံတွေအများကြီးရှိတယ်เนาะအလုံရှင်တွေအများကြီးရှိတယ်ဂျပန်တွေအများကြီးရှိတယ်အလုံတွေအများကြီးရှိပါတယ်เนาะ interview တွေထဲမှာလည်းအလုံတွေအများကြီးကိုယ်မှရွေးချယ်ပိုင်ခွင့်ရှိပါတယ်ဒီတစ်ထေးကကိုယ့်ကိုမကြိုက်ဘူးဒီတထဲကကိုကိုအစ်မပြေဘူးလက်မခံဘူးဆိုလို့ရှင်လေတခြားအလုပ်တွေအများကြီးရှိပါတယ်ရှင့်เนาะတခြားအလုပ်တွေကိုဝင်ဖြေလို့ရပါတယ် စိတ်တက်ကြစရာလည်းမလိုပါဘူး။ LGBT တွေနဲ့ပတ်သက်ပြီးတော့တယောက်ကမယွေးလိုက်လို့မလို့အော် LGBT ဆိုလို့ရှိရင်ဂျပန်ကမခေါ်ဘူးဆိုတော့လုံးဝမဟုတ်ပါဘူးတခုမရရင်တခုဝင်ဖြေပါတခုမရရနဲ့တန်းပြီးတော့ဒီတခုကိုစိတ်တက်ကြသွားတာမျိုးငါတို့ကိုမခေါ်တော့ဘူးလားဆိုတာမျိုးလုံးဝဖြစ်เสียမလို့ပါဘူးနော်တခုမရရင်နောက်အလုပ်တခုကိုဝင်ဖြေပါဥမာတထေးတယောက်ကကိုယ့်ကိုမကြိုက်ဘူးဆိုရင်နောက်ထပ်တထေးတထေးတထေးတွေအများကြီးရှိပါတယ်ဂျပန်အလုပ်ရှင်တွေအများကြီးရှိပါတယ်ကြိုက်တဲ့ interview ကိုဝင်ဖြေလို့ရပါတယ်ပေါ့နော်အဲ့တော့ကြတော့ ်အင်တာဗျူးတစ်ခုမှာအလုပ်ရှင်တယောက်ကမခေါ်လိုက်တိုင်းအော်ငါတို့တွေကိုမခေါ်ဘူးလားမသိဘူးဆိုပြီးစိတ်ပြတ်ကြတာမျိုးတွေဝမ်းမဖြေချင်တော့တာမျိုးတွေဖြစ်เสียလုံးဝမလိုပါဘူးเนาะ LGBT တွေထဲမှာဂျပန်ရောက်နေကြတာတွေလည်းအများကြီးရှိပါတယ်ဒီဘက်ကနေသွားဖို့လုပ်နေတဲ့သူတွေလည်းအများကြီးရှိပါတယ်တင်းတန်းတက်နေတဲ့နေရာမှာလည်း LGBT တွေရှိပါတယ်အင်တာဗျူးအောင်သွားတဲ့နေရာမှာလည်း LGBT တွေရှိပါတယ်အဲ့တော့ကြတော့အလုပ်တစ်ခုကမခေါ်တိုင်းကိုယ့်အနေနဲ့ ငါတို့ကိုမခေါ်တော့ဘူးလားဆိုတဲ့ပုံစံမျိုးနဲ့စိတ်တက်ကြကြလုံးဝမလိုပါဘူး။မေပြောရဲပေါ့နော်။စိတ်တက်ကိုလွယ်လွယ်ကူကူနဲ့မကြနဲ့လို့မေမိကိုအကြံဉာဏ်လာတောင်းတဲ့သူတွေပဲဖြစ်ဖြစ်ဘသူ့ကိုမဆိုမေအမြဲတမ်းအဲ့စကားပြောရဲပေါ့နော်။အဲ့တော့ကြာအလုတ်တစ်ခုမှအရွေးမခံရရင်ဒီထက်ပိုကောင်းတဲ့အလုတ်ရဖို့ရှိလို့လို့ပဲအမြဲတမ်းတွေးပါနော်။လွယ်လွယ်ကူကူစိတ်တက်မကြလိုက်ပါနဲ့။အဲ့ဒီဟာလေးတစ်ခုကိုမေပြောချင်ပါတယ်။ဟုတ်ကဲ့မင်းရဲ့ data page ကမေပါရှင့်ကျေးဇူးတင်ပါတယ်။